အခုတင်ဆက်ပေးမယ့်သတင်းကတော့တည်ငြိမ်တဲ့ပို့ကုန်သွင်းကုန် policy များချမှတ်ကာကုန်သွယ်မှုတိုးမြင့်ရေးဆောင်ရွက်မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြည်တွင်းမှာကုန်သွယ်မှုတိုးမြင့်လာစေရေးအတွက်ကြိုးပမ်းဆောင်ရွက်လျက်ရှိတဲ့အပြင်တည်ငြိမ်တဲ့ပို့ကုန်သွင်းကုန် policy များချမှတ်လျက်ရှိတယ်လို့စီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။ဒါအပြင်ကုန်သွယ်မှုလျှင်မြန်ချုံးမွေးစေဖို့အတွက် automatic license နဲ့ နောက် license requirement တို့ကိုစတင်ဆောင်ရွက်ပေးလျက်ရှိကနောက်ပိုင်းမှာလဲ license လျှောက်ထားစရာမလိုတဲ့ပို့ကုန်သွင်းကုန်တွေကိုတိုးချဲ့ခွင့်ပြုသွားမယ်လို့ဆိုပါတယ်။ကုန်သွယ်မှုလုပ်ငန်းတွေမှာအကျိုးကျေးဇူးခံစားနိုင်မှုကိုလည်း American ပြည်ထောင်စုကပေးတဲ့ GSP အခွင့်အလမ်းများရရှိဖို့ကုန်သည်များအတွက်လိုအပ်တဲ့ information များပေးနိုင်မှု business development စာပဲဆောင်ရွက်ဖို့တမကအခြားတစ်ဖက်မှာလည်းတရားမဝင်ကုန်သွယ်မှုများပပျောက်ရေးတွေကိုဆောင်ရွက်နေတယ်လို့သိရပါတယ်။အစိုးရတက်လက်ထက်မှာကုန်သွယ်မှုနဲ့ပတ်သက်လို့ဖြေလျှော့မှုတွေရှိလာတာနဲ့အတူမှောင်ခိုတွေလည်းများပြားလာတယ်လို့ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်ကပြောပါတယ်။မြန်မာနိုင်ငံရဲ့ပုဂ္ဂလိကကုန်သွယ်မှုကဏ္ဍမှာပြီးခဲ့တဲ့2010-2017ဘဏ္ဍာနှစ်အတွင်းအမေရိကန်ဒေါ်လာ10ဘီလီယံကျော်ရှိခဲ့ပြီး2017-2018ဘဏ္ဍာနှစ်မှာတော့10ဘီလီယံကျော်ရှိခဲ့ပါတယ်။ဘဏ္ဍာနှစ်တစ်ခုစီလိုက်ကုန်သွယ်မှုတွေတိုးမြင့်ခဲ့ပြီးပြီးခဲ့တဲ့ စနစ်2013ဘဏ္ဍာနှစ်မှာလဲကုန်သွယ်မှုဟာအမေရိကန်ဒေါ်လာ7ဘီလီယံနီးပါးအထိရှိလာခဲ့တယ်လို့သိရပါပါတယ်ရှင်။